မြန်မာထိုင်းနယ်စပ်အနီးမှာရှိတဲ့နမဲဆိုးနဲ့ကြော်ကြားနေတဲ့ KK ပတ်ကိုတမရော်စစ်ကြောင်းတွေဝင်ရောက်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။ KNU KNL နဲ့ PDF တွေယာယီစုံမထိန်းချုပ်ထားတဲ့ 6GB ဒေတာမှာရှိတဲ့ရှုကင်းတာနဲ့ဆွေတော်ကုန်းစခန်းတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်းသိရပါဗျ။၂024ခုနှစ်က KNN နဲ့ PDF တွေထိန်းချုပ်ခဲ့တဲ့ရှုကင်းတာစခန်းကိုအော်တိုဝါ18ရက်မှာ၎င်း point 1098ဆွေရော်စခန်းကုန်းကိုအောက်တိုဘာ18ရက်မှာ၎င်းအစင်းစင်သိမ်းပိုက်နိုင်ခဲ့ပြီးနေဆက်ဒေတာတလျှောက်မှာရှိတဲ့အဓိကအချက်ချာကြတဲ့နေရာတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့နေဆက်ဒေတာတလျှောက်ဆက်လက်ရှင်းလင်းဆောင်ရွက်သွားမယ်လို့သိရပါတယ်အဲ့လိုတက်ခိုက်သိမ့်ပိုက်စဉ်မြန်မာတိုင်းနေဆက်အနီးမှာရှိတဲ့နမဲစုနဲ့ကြော်ကြားနေတဲ့ KK ပောက်ကိုလည်းတစ်ချိန်တည်းတစ်ပြိုင်တည်းထဲဝင်ရောက်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲစဉ်တလျှောက်တောင်းကျမ်းသူတွေနဲ့တိုက်ပွဲကြီး6ကြိမ်တိုက်ပွဲငယ်52ကြိမ်ဖြစ်ပွားခဲ့ပြီး အလောင်း10လောင်းလက်နက်မျိုးစုံ16လက်နဲ့ဆက်ဆက်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ KK Park အတွင်းကနေထူးခြားလက္ခဏာမတွေ့ပေမဲ့တရားမဝင်ဆက်သွယ်မှုဆောင်ရွက်ဖို့ရည်ရွယ်တက်ဆင်ထားတဲ့ Starlink ဇလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့တဲ့အပြင်စောင့်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်10လောင်းနှစ်ထပ်တိုက်အလုံး100လေးထပ်တိုက်အလုံး20နဲ့၅ထပ်တိုက်1လောင်း တထက်တိုက်ဈေးဆိုင်ကန်အလုံး20နှစ်ထက်တိုက်ဈေးဆိုင်ကန်အလုံး30တထက်တိုက်ကိုရောင်15လုံးနှစ်ထက်တိုက်ကိုရောင်အလုံး20လေးထက်တိုက်ကိုရောင်10လုံးစောင်းလုံး10နှစ်ထက်တိုက်21လုံးသုံးထက်တိုက်10လုံးလေးထက်တိုက်5လုံး၅ထက်တိုက်5လုံးနဲ့တထက်တိုက်ဈေးပေကန်နှစ်ခန်းတို့ကိုတွေ့ရှိခဲ့ပြီး အစောအဆောင်နယ်အတွင်းကနေအလုတမအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးတို့ကိုတွေ့ရှိခဲ့တယ်လို့သိရပါတယ်။အစောအ KK ပဝင်းအတွင်းမှာရှိတဲ့အဆောင်အုံတွေ ဆောက်လုပ်ထားရှိမှုမြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရရဲ့တရားဝင်ခွင့်ပြုမိတ်မြေပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နဲ့ခရီးသွားလာရေးရဲ့ဆောက်လုပ်ခွင့်ခွင့်ပြုမိတ်တွေနဲ့ပတ်သက်ပြီးတရားဝင်ဆောင်ရွက်စာရဲနေစစ်ဆေးတွေးရှိခြင်းမရှိတာကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေကိုဆင့်ခေါ်ရမှာလဲလာရောက်ခဲ့ခြင်းမရှိတဲ့အတွက်လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုလုံထုံးလုံနည်းတွေနဲ့အညီဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါဗျာ။ KNU KNL တောင်းကျမ်းသူတွေအနေနဲ့ NCA ကိုဖျက်ဆီးလိုတဲ့ရည်ရွယ်ချက်နဲ့ကရင်ပြည်နယ်မြောက်ရီမြို့နယ်၄ကောဒေတာတဝိုက်အခြေပြုပြီးအစိုးရအုပ်ချုပ်မှုရန်ဒီယာတွေပြက်စီးစေဖို့နဲ့၎င်းတို့ရဲ့အိမ်မက်ဖြစ်တဲ့တိကျလွတ်လပ်သောကောတူလင်းပြည်နယ်နဲ့ကောတူလင်းအစိုးရထူထောင်ဖို့အတွက် 2021ခုနှစ်မှာဖြစ်ပွားခဲ့တဲ့နိုင်ငံရေးဖြစ်စဉ်တွေကြောင့်နေဆက်ဒေတာတွေကိုထွက်ပြေးတင်းရှောင်လာသူတွေကိုလူသားချင်းစာနာထောက်ထားမှုအကြောင်းအရာခေါင်းစဉ်အောက်မှာလက်ခံထိန်းသိမ်းပြီးပြည်ပနိုင်ငံကြီးတချို့ရဲ့ငွေကြေးထောက်ပံ့မှုတွေဒေတာတွေမှာကြားဖြန့်အပောင်းဝင်တရားမှုရေလုပ်ငန်းတွေကနေရရှိတဲ့ငွေကြေးတွေကိုလက်ခံရယူပြီးအကြမ်းဖက်သင်တန်းတွေတင်ကြားပို့ချကောင်းလက်နက်တွေတက်ဆင်ပေးပြီးရှေ့ကာတက်အဖြစ်အသုံးချပြီးကင်းပြင်းတဲ့အတွင်းမှာရှိတဲ့တမတော်ရဲ့စစ်စင်ရေးနဲ့နေမြေစုံမိုးရေးဆောင်ရွက်နေတဲ့တပ်စခန်းတွေအပါအဝင် တင်ငန်းညီနောင်နဲ့မြရီဒေတာမှရှိတဲ့နေမြေကန်တရင်တက်ဖွဲ့ရင်းနဲ့တက်စခန်းတွေကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်တာတွေဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်အဆိုပါသုံးချမ်းသူတွေခိတအစိုးမိုးထားတဲ့တက်စခန်းတွေနဲ့မြို့ရွာတွေကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတင်ငန်းညီနောင်တက်နယ်ကို2025ခုနှစ်စက်တဘာ6ရက်မှာပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးကော့ဂရိတ်တင်ငန်းညီနောင်မြရီအာရှလမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့နောက် မြန်မာထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသတလျှောက်မြန်မာနိုင်ငံနဲ့နိမိတ်အတွင်းမှာ KNN နဲ့ PDF တောင်းကျမ်းသူတွေခေါ်အောင်မှုမရှိစေရေးနမေဇိုးနဲ့ကြော်ကြားနေတဲ့မြန်မာထိုင်းနယ်စပ်တလျှောက်မြန်မာဘက်ခြမ်းကိုတရားမဝင်နိုင်ငံသားတွေနယ်စပ်ဖြစ်ကြောင်းဝင်ရောက်ပြီးတရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့လောင်းကစားမှုနှိမ်နင်းရေးအတွက်လိုအပ်တဲ့အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးတွေကိုဆက်လက်ဆောင်ရွက်ခဲ့ရာတောင်းကျမ်းသူတွေခေါ်အောင်နေထိုင်တဲ့လက်ခတ်တောင်ဖရာကုန်းနဲ့ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ကိုစက်တမ9ရက်မှလကောက် ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းက2015ခုနှစ်မှာဒေသခံတိုက်ပွဲရှောင်ပြည်သူတွေအတွက်ဆောင်းလုပ်ပေးထားတဲ့ 6K ကော်မျိုးသစ်ကိုစစ်ကြောင်းတွေခွဲပြီးအစင်းစင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာအော်တိုဝါ9ရက်မှာအဆိုပါ 6K ကော်မျိုးသစ်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါဗျ။အဆိုပါမျိုးသစ်မှာအရင်ဆောင်းလုပ်ပေးကစားဒေသခံတိုက်ပွဲရှောင်တိုင်းဒေသပြည်သူတွေနေထိုင်ကြပေမဲ့လေ2023ခုနှစ်နောက်ပိုင်း KNL နေနဲ့ PDF တောင်းကျမ်းသူတွေကအဆိုပါဒေသခံတိုင်းဒေသတွေကိုမောင်းထုတ်ပြီးအကြမ်းဖက်အုပ်စုနဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေတရားမဝင်တိမ့်ပိုက်ဝင်ရောက်နေထိုင်ခဲ့တဲ့နေရာဖြစ်တယ်လို့လည်းသိရပါဗျ။